ိုးလုံးမကိုဇာရတဲ့သူများအတွက်မနေ့မြက်ကဒုံမောင်းလေးစိတ်မှာတစိတ်သုံးထူမီတန်းစီရတဲ့နေရာတော်မြောက်သေးဘူးမြန်မာပတ်စပို့တွေလို့တီးလိုက်တာတာနဲ့ကြားထဲနေဖြတ်ခေါ်ပြီးစစ်ဆေးခံရပါတယ်အပြန်လက်မဲ့စစ်ထိုင်းချင်းတဲ့လေကြောင်းလမ်းကိုအကိုဓာကနေလက်မဖြတ်ထားပေမဲ့သူတို့မစစ်တတ်တာနဲ့မပေါ်လို့ဆိုပြီးအတုဆိုပြီးတော့ပြောပါတယ်ဒါကပြဿနာတစ်ခုဒါကပုံမှန်ပါပဲ ပြီးတော့ဟိုရေဘူကင်ကကပိုက်ဆံပေးမိလို့ချက်သိမ်းလက်ချသွားတဲ့အတွက်ပြဒနာနောက်တစ်ခုထပ်တိုးသွားပြီးဒန်စီယာမီနီယာကိုပေးမသွားတော့ဘူးဆိုပြီးညက်စဲနှစ်ခွဲလောက်ကျွန်တော်ကိုဖုံးဆက်လာပါတယ်လက်မှတ်လုပ်ထားတဲ့ဘောင်ဂျာတွေနဲ့ဘလောက်ပဲရှင်းပြပြသူတို့ပြောတာအမှန်စစ်တာပေါ်မလာဘူးမရဘူးဆိုပြီးတောက်လျှောက်ပြောပါတယ်လေစိတ်မှရှိနေတာကိုလေချောင်းလိုင်းကိုဖုံးဆက်မေးလို့ရရဲ့သားနဲ့ မဆက်ပါဘူးနောက်ဆုံးကျွန်တော်ဘက်ကစစ်ထားတဲ့စကရင်ညော့ကိုပြခိုင်းလိုက်မှဟိုတယ်ဘုကင်ဖက်ကိုပြန်လစ်လာပါတယ်အဲ့တော့လက်မရပြီဆိုရင်အစ်စ်ဖြစ်ကြောင်းသူတို့စလွန်ပေါ်ရင်ပြနိုင်ဖို့အတွက်လေရည်လက်မစစ်နေတိအောင်လှုပ်ထားကြပါ နင်တို့ဟိုတယ်ကဘိုကင်ချက်လိုက်ပြီးပြီးတဲ့ဟိုတယ်ကတော့အတိအိမ်မှာတည်းပို့ရှိတဲ့အတွက်ချက်သိမ်းသွားရတယ်ဆိုပေမဲ့တီးရတာနဲ့ချက်ချင်းလေးရင်အကြောင်းရှင်းနေတဲ့အချိန်အတွင်းမှာအားနေတဲ့လက်နဲ့ဘိုကင်အမြန်လုပ်ပို့ပေးပြီးကြက်ခိုင်းလိုက်ပေမဲ့ဖုံးစမရဘူးဆိုပြီးထက်ပြီးအကြောင်းပြန်ပါတယ်ဆက်တဲ့အချိန်က20နှစ်နာရီဖုံးမကင်ရင်လဲမရပါဘူး အားလုံးကအစ်စ်ချစ်ပြီးတော့လေတံလျော့သွားပြီးစတုံးကလေးမအော်တော့ပဲသူ့ထက်လူကြီးနဲ့ရှင်းဖို့ဆိုပြီးအခန်းထဲခေါ်သွားပါတယ်အခန်းထဲမခေါ်ခင်ပိုက်ဆံပေးဖို့စူးစမ်းကြည့်ပေမဲ့နင်တို့ထဲရောက်ရင်လည်းပေးရမှာနှစ်ခါပေးရမယ်လို့ညင်းပြီးအခန်းထဲသွားခိုင်းပါတယ်နောက်ဆုံးတော့အိမ်သားထဲခေါ်သွားပြီးတယောက်ကိုစကပူဒေါ်လာ150နဲ့ဈေးတည်သွားခဲ့ပါတယ်ထိုင်းကိုဝင်ဖို့အတွက်ကိုပဲတယောက်ကိုအားလုံးစပူဒေါ်လာခုနှစ်ရလောက်ကုန်သွားပါတယ်ပထမတစ်ခါအလုတ်ရှင်ဘက်ကရပြောင်းပြီးစိုးစိုးပြန်ပို့လိုက်တဲ့အတွက် ကျုပ်ချက်ထားတဲ့အသွားပြန်လက်မှတ်ဒေါ်လာ160အပြင်အနီးကထပ်ချက်လိုက်ရတဲ့လက်မှတ်တစ်ចောင်းစာကို320ကျော်လောက်ပေးရတယ်။အဲ့တော့အခုအချိန်မှာထိုင်းကိုစတေးရှင်သွားဖို့စဉ်းစားထားတယ်ဆိုရင်ရက်လိုက်ပါထိုင်းထက်ဆေးသက်တာတဲ့အပြင်ရေရှည်နေလို့ရတဲ့ Great Lake ကိုပဲလာခဲ့ကြပါမင်းတို့မြန်မာကိုပဲပြန်။ Go back to Myanmar. လို့ OB နင်ထုတ်တဲ့အတံကိုဖုန်းထဲကနေကြားရတာတောင်တကယ်တောင်စိတ်မကောင်းဘူး။ မြန်မာပြည်ကိုပြန်ဖို့အဆင်မပြေလို့ရုတ်တရက်အလုထုတ်ခံရပြီးအတင်းပြန်ဖို့ခံရတဲ့အဲ့ဒီညီလေးတွေဆိုရင်ဘလောက်တောင်စရီထွေတွေဖြစ်နေမလဲကိုသာဆိုရင်ရောကျွန်တော်သာဆိုရင်ပိုက်ဆက်အများကြီးကုန်ရမိမလို့အဲ့ပဲကွဲလက်သေးစင်းတွေဈေးကြီးပေးနေရမိထိုင်းကိုတော့တွားမနေတော့ဘူး